ဆိုပြတဲ့စင်နဲ့မင်္ဂလာချောင်းပွဲဆောင်တဲ့ဇေယိအားလုံးကိုသူတို့ဘက်ကအကုန်ခံခဲ့ရကြအောင်ပြောလာတဲ့ဟင်းဝင်ရဲ့အဖေဦးဝင်းကိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြောလဲကြေဆွလိုက်ပါတယ်မင်္ဂလာချောင်းပွဲဆောင်တဲ့ဇေယိကိုဆိုပြတဲ့စင်တို့ဘက်ကတပြောင်းမှအကုန်ကြားမခံမင်းသူတို့ဘက်ကသာအကုန်ကြားခံခဲ့ကြအောင်ပြောခဲ့ရတာကတော့ဟင်းဝင်ရဲ့အဖေပါ အစောပိုင်းမှာကလေးကမင်းသားဟင်းဝေးရဲ့နဲ့မင်းသမီးဆိုပြတဲ့ဇင်တို့ရဲ့မင်္ဂလာပွဲကြီးအကြောင်းကပြောလို့မပြီးဆိုလို့မဆုံးကြက်တွေထားတော့ဖြစ်နေတာပါ။သူတို့သားမင်းသားဟင်းဝေးရဲ့ဘာခင်ဦးဝင်းကိုကိုရိုင်းကပထမဆုံးအချိန်ဖြစ်နေအင်တာဗျူးတစ်ခုမှာအားလုံးသိကျင်နေကြတဲ့အကြောင်းအရာတွေကိုပုံမှန်လင်းလင်းဖြေကြားသွားပါတယ်။ပရိသတ်တွေအားလုံးဒီမင်္ဂလာပွဲကြီးကိုသိငါးတောင်းဘတ်ဂျက်နဲ့ကျင်းပါတယ်။ရွှေကိုပိတ်တာဝတ်တယ်ဆိုတာတွေကြားရကလေးကဘသူကဒီလောက်အကုန်ကြားခံတာလဲဆိုတာကိုအယံမဲစိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။အခုအဲ့ဒီမေကွန်ရဲ့အဖြစ်တရားဝင်ထွက်ပေါ်လာပါပြီ။ ဝင်းကိုကသူ့ရဲ့အင်တာဗျူးမှာသူ့ရဲ့ချွေးမဆိုပြီးတဲ့စဉ်ကိုဘလောက်တန်ဖိုးထားကြောင်းမိမမျက်တယောက်ဖြစ်ကြောင်းအရင်ဆုံးချီးကျူးပြောကြားခဲ့ပါတယ်။အရင်နောက်မှာအလုံးအင်အားတင်သောစီမဲဒီမင်္ဂလာပွဲရဲ့ငွေကြီးကြီးအမှန်တရားတွေကိုရှင်းပြခဲ့ရပါမင်္ဂလာပွဲ6ပွဲလုံးမှာသတို့သားဘက်ကအကုန်ချခံခဲ့ခြင်းအဓိကအချက်ကတော့ဒီမင်္ဂလာပွဲကြီးတစ်ခုလုံး6ပွဲလုံးကိုဟုတ်ပါတယ်6ပွဲပါတရုတ်ပြည်မှာရိုက်ခဲ့တဲ့ပရိဝတ်ဒီလက်မှတ်ထိုးပွဲစေစက်အကြောင်းလမ်းပွဲအလှပွဲ အဲ့ခန့်ပွဲနဲ့ညစာစာပွဲအဲ့ဒီမင်္ဂလာပွဲအစဉ်အဆက်60ဆလုံးရဲ့ကုန်ကြစိတ်တွေအားလုံးကိုသရိုသာဟင်းဝီရဲ့နှမိသားစုဘက်ကအဝင်းကိုရိုဘက်ကပဲတဦးတည်းအပြည့်အဝအကုန်ကြခံကျင်းပပေးခဲ့ရဖြစ်တယ်လို့တရားဝင်ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ဒါကဘာကိုဆိုလိုတာလဲဆိုတော့ပရိသတ်တွေပြောနေကြတဲ့တင်း5000ဆိုတဲ့ဘတ်ဂျက်ကြီးတစ်ခုလုံးကိုဟင်းဝီရဲ့နှမိပါတွေဘက်ကစိုက်ထုတ်ခဲ့ပြီးတော့သရိုသမီးဆိုပြီးသစဉ်တို့ဘက်ကဒီပွဲကြီးအတွက်ကုန်ကြစိတ်တစုံတရာကြခံစရာမလိုခဲ့ဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။လက်ဖွဲ့ငွေအ ားလုံးကိုလည်းသတို့သမီးဘက်ကိုအကုန်ပေးခဲ့တာပါဒါဒီမဲလောက်ဆိုတော့မဟုတ်သေးပါဘူး ပရိသတ်ကြီးကိုပို့ပြီးတော့အင်အားသင်းစင်မဲ့အကြောင်းအရာကြံနေပါသေးရဲ့။အဲ့ဒါကတော့လက်ဖွဲ့ငွေကိစ္စပါ။ဒီလောက်ခန်းထားတဲ့ပွဲကြီးအထူးသဖြင့်ဆူလျားရစ်ပတ်ဧကန်ပွဲတစ်ခုတည်းမှတောင်းမြန်မာနိုင်ငံရဲ့ထိပ်တန်းဥပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလူပေါင်းတထောင်နီးပါးတက်ရောက်ခဲ့ရပါ့။ဒီပွဲကနေရတဲ့လက်ဖွဲ့ငွေဆိုတာသိန်းထောင်ကြီးဓမ္မမော့တောင်းချီရှိနေတာပါ။ဒါတွေကတော့အလုံးလဲခံမှန်းမိပါပါ။မြန်မာတလေးအရာပုံမှန်လုံရုံလုံစင်ပွဲအရာ ပွဲကိုအကုန်ကြခံတဲ့ဘက်ကဒီလက်ဖွဲ့ငွေကိုပြန်ယူပြီးတော့ကုန်ကြစိတ်ကိုပြန်ကာရာမျိုးခ ါပါလောက်တာမျိုးလုပ်လို့ရှိပါတယ်။ဒါပေမဲ့မင်းသားဟင်းဝင်းရဲ့မိဘတွေကတော့အဲ့ဒီတိန်းထောင်ပေါင်းများစွာတန်ဖိုးရှိတဲ့လက်ဖွဲ့ငွေတွေကိုတပြားတစ်ချက်မှယူမထားခဲ့ပေ။ရသမျှလက်ဖွဲ့ငွေအလုံးကိုသတို့သမီးဆိုပြတဲ့စဉ်ဘက်ကအလုံးစုံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဦးဝင်းကိုဘက်ကဆက်လက်ပြီးတော့ရှင်းပြခဲ့ပါတယ်။ဒါ့အပြင်ထပ်ဆောင်းလက်ဖွဲ့တွေအနေနဲ့ရက်သွားလေးလားဆိုတော့မရက်သေးပါဘူး။အဲ့ဒီလက်ဖွဲ့ငွေတွေအလုံးကိုပေးပြီးတဲ့အပြင်မိဘတွေရဲ့မြင့်တာမိဘတွေရဲ့တာဝန်ကျေပွန်မှုအဖြစ် တားနဲ့ချွေမာတို့ရဲ့အနာဂတ်အတွက်သိမ်းမောင်းတောင်းချီတန်ကြီးရှိတဲ့သုံးတက်တိုင်အင်ကြီးတစ်လုံးနောက်ပြီးတော့တခြားတန်ဖိုးကြီးကရတနာပိုင်ဆိုင်မှုများစွာကိုထပ်မံပြီးတော့မင်္ဂလာလက်ဖွဲ့အဖြစ်နဲ့ပေးအပ်ခဲ့သေးရလို့သိရပါတယ်။ဒီအချက်တွေကိုကြည်ချင်းအဖြစ်ဟင်းဝရံတို့မိသားစုကကျွမ်းဝချမ်းသာရုံနဲ့မကမိဘတာဝန်တွေကိုအပြေးဝါကြေပုံပြီးတော့အစဉ်တန်းမြင့်မားစွာနဲ့ကိုယ့်ရဲ့ချွေမာပေါ်မှာဘလောက်တောင်တန်ဖိုးထားစေတနာထားပြီးတော့မျှော်စားခဲ့တယ်လို့ဆိုတာကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာပါ။ ။ပွဲကုံကြခံလက်ဖွဲ့ငွေအကုန်ပေးအင်ဂျီနဲ့ကားမှာထပ်ပေးခဲ့တဲ့ဥဝင်းကိုရိုလိုရောက်ကတိရောက်ခမမျိုးကတော့တကယ်ကို Dream Parent လောပဲဖြစ်မှာတည်ကြပါရယ်။ပရိသတ်ကြီးတို့ရောဒီလိုမျိုးအဆင့်အတန်းမြင်မှာပြီးတော့စေတနာကြီးမလာတဲ့ဟေးဝရန်တို့မိဘရဲ့လောရက်ပေါ်မှာဘယ်လိုထင်မြင်မိပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။